အခန်းင်းကနေလူတယောက်ထွက်လာတာကိုကောင်မလေးကတွေ့လိုက်ပါတယ်အဲ့တော့သူဟာအနောက်ကနေတိတိလေးခိုးလိုက်သွားပါတယ်သူအပြင်ရောက်တဲ့ခါမှာတော့အန်ဩစရာကောင်းတဲ့မြင်ဝင်းတစ်ခုတွေ့လိုက်ရပြီလူတွေအားလုံးကတောက်ပါနေတဲ့တကားလေးဝင်သွားတာကိုတွေ့လိုက်တာပါသူဟာအနိကသွားကြည့်မလို့ပါပဲတကားကရုတ်တရက်ပျောက်သွားပါတယ်အဲ့ချိန်မှာသူဟာလက်ထင်းမှာရှိတဲ့မီးအိမ်ကိုမြင်လိုက်တော့ချိန်တကားကထပ်ပြီးတော့ပေါ်လာခဲ့ပါတယ်သူဝင်သွားတော့မယ့်အချိန်မှာကောင်းလေးတယောက်ကသူ့ကိုခေါ်လိုက်ပါတယ် တဟာမှောက်ကြောင်းနဲ့လှုပ်ထားတဲ့မိအိမ်မှာဒီမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုသူကပြန်ပြီးတော့ပုံဖော်ပေးနေပါတယ်။ကျမတင်တာကတော့ဝင်ပေါက်ကဒီနားမှာပဲအမှန်တကယ်တော့ဒီနားလေးမှာမှော်အစွမ်းနဲ့ဖုံးလန်းထားတဲ့အကာလေးတစ်ခုရှိပါတယ်။တင်တွေအုံဆိုင်မိုင်းပြတဲ့အခါမှာအဲ့ဒီချိန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုမှတ်တမ်းတင်ထားထားပါတယ်။မိုးချင်းတဲ့အခါမှာအဲ့ဒီမှတ်တမ်းတွေကိုရုပ်တရက်ပြန်ဖော်ပြတက်ပြီးတော့ဝင်မောက်ကိုရှာဖို့တဲ့ကောင်မလေးဟာမှော်ကြောင်းတဲ့မိရင်ကိုလှုပ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ကတကားတွေဝင်သွားတဲ့အခါမှာတော့အထင်းမှာမှောင်မင်းတဲ့အခန်းဖြစ်နေပြီးတော့အဲ့ဒီအချိန်မှာကောင်မလေးလက်ထဲမှာမိရင်မိငင်လို့သွားပါတယ်။ကောင်လေးကသူ့ရဲ့လက်ကိုဆွဲပြီးတော့ဟိုဘက်ဒီဘက်လိုက်ကြည့်နေပါတယ်။သူတို့ရဲ့လမ်းလျှောက်တာအရန်ကိုနှိမ့်တဲ့အတွက်မိရင်ဒင်းမို့အတွက်ပုံမှုအားနေပြီးတော့မှမိငင်လို့သွားတဲ့အကြောင်းကောင်မလေးကရှင်းပြပါတယ်။ပြီးလို့ရှိရင်သူကမိရင်ကိုနည်းနည်းလေးလှုပ်လိုက်တဲ့အခါမှာမိရင်ကပြန်လည်လာခဲ့ပြီးတော့သူတို့တွေဟာကြောက်တကားတစ်ခုရဲ့အရှိကိုရောက်သွားခဲ့ပါတယ်။ ကောင်းလေးကစမ်းဖွင့်ကြည့်ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲ့တကားကိုဖွင့်ဖို့ကအပေါ်မှာရှိတဲ့ကြောက်ပြားတွေကိုနေရာမှန်ရောက်အောင်လှည့်ပြီးရမှာပါ။ကောင်မလေးကတော့အလွတ်ရထားတဲ့အတိုင်းမှာပဲကြောက်ပြားတွေကိုနေရာမှန်ရောက်အောင်လှည့်ပြီးတော့ခလုတ်ကိုနှိမ့်လိုက်ပါတယ်။တကားပွင့်ပြီးသူတို့ဝင်သွားတဲ့အခါမှာအခန်းကြီးကြီးမှာဇပွဲကုန်အရှိတစ်ခုကိုတွေ့လိုက်ရပါတယ်။ကောင်မလေးကဇပွဲပေါ်မှာရှိတဲ့ခလုတ်ကိုနှိမ့်လိုက်တဲ့အခါမှာတော့ဇပွဲခွင်ရဲ့မျက်နှာပြင်ကပွင့်သွားခဲ့ပါတယ်။အထင်မှာတော့စီမီးခွင်နဲ့ဖလင်းစတစ်တွေရှိနေတာပါ။ ကောင်းလေးဟာမင်းကြီးလိုက်ပြီးတဲ့အချိန်မှာတော့ကောင်မလေးကစပွဲပေါ်မှာပုံစံတစ်ပုတ်တွေ့လဲရပြီးပုံတစ်ပုတ်ရဲ့နာမည်ကိုမေးထားတဲ့ပုံစံပဲဖြစ်ပါတယ်။အဲ့ဒီပုံရဲ့အရွယ်စားကဆက်ဝိုင်းနဲ့တူပြီးတော့ကောင်မလေးဟာအဲ့ဒီနေရာနဲ့အရန်ကိုရင်းနှီးနေတော့ကောင်လေးကလည်းအံ့ဩလို့သွားရပါတယ်။အမှန်တကယ်တော့ကောင်မလေးကဒီနေရာမှာပညာသင်မှုတာဖြစ်ပြီးတော့မှတောင်ပေါ်တက်ပြီးတော့ဂိုင်းနေမွေငယ်မှာအဲ့ဒီနေရာမှာစာမေးဝဲဖြစ်ခဲ့တာပါ။အဲ့ဒီနေရာမှာရှိတဲ့အကွက်တွေကတော့သူ့ဆရာရဲ့လက်ရာတွေဖြစ်ပြီးပုံစံတွေကိုမှန်အောင်ဖြေနိုင်မယ်ဆိုလို့ရှိရင်တော့နောက်တစ်ဆင့်တက်နိုင်မှာပဲဖြစ်ပါတယ်။ နောက်မဖြစ်နိုင်ဘူးဆိုလို့ရှင်တော့စာမတ်ကိုပြင်ရုပ်သွားမှဖြစ်ပြီးကောင်မလီစာပြင်နေတဲ့အချိန်မှာပဲကောင်လေးကနေရဲပေါ်မှာရှိတဲ့ပုံတပုံကိုခရူးတစိုက်နဲ့ကြည့်နေခဲ့ပါတယ်။အဲလိုသူစိုက်ကြည့်နေတဲ့အချိန်မှာပဲပုံထဲမှာရှိတဲ့မျက်လုံးတစ်စုံကယုတ်တရက်တောက်ဖလာခဲ့ပြီးသူ့ကိုအထဲကိုရောက်သွားအောင်ဆွဲထည့်လိုက်ပါတော့တယ်။အရင်တုန်းကလူနဲ့နဲ့ရဲ့ဘဲဘဲလက်ပေါင်းဆက်သွားတဲ့မြင်ကွင်းပေါ်လာခဲ့ပြီးတော့အဲလိုကမြေခွေမြူးမှာနဲ့ရဲ့ဘဲဘဲလက်ကိုရရှိခဲ့ပါတယ်။အဲဒီဘဲဘဲလက်ကိုအသုံးချပြီးတော့မှတရေမြူးမြူးနဲ့တိုက်နေတဲ့လူရှာတွေ့ဖို့အတွက် လူယူဝဲတစ်ခုကိုတိတ်တိတ်လေးကျင်းပါခဲ့ပါတယ်။နေ့ရက်ဆောင်အောင်ကိုမနိုင်တဲ့လူငယ်တိုင်းအလောင်း၆တွေဖြစ်သွားကြပါတယ်။အဲလူငယ်တွေရဲ့မိသားစုတိလာတဲ့အခါမှာတော့ပြဿနာလာရှာကြပြီးကောင်းလေးလေးကိုရောက်တဲ့အခါမှာတော့သူ့အဖေကအချိန်မီတားလိုက်ပါတယ်။သူတို့မျိုးရိုးရဲ့လူကြီးကသူ့ကိုနေ့ရက်ဘယ်ဘက်လက်နဲ့ပေါင်းဆက်ဖို့တမျိုးလုံးကိုကာဝယ်ပေးဖို့ချော့ပြောနေတာပါ။သူတို့တမျိုးလုံးရဲ့အချိန်တွေကိုလည်းရှင်းပြနေတာဖြစ်ပြီးတော့အဲဒီအချိန်မှာကောင်းလေးကနေ့ရက်ဘယ်ဘက်လက်နဲ့မပေါင်းဆက်ခြင်းမူဖြစ်နေပါတယ်။သူကမျိုးရိုးရဲ့ကာဝယ်ဆောင်ရှောက်ရင်းနဲ့သူ့ကိုချစ်တဲ့အဖေကြားထဲမှာရွေးရခန့်နေတာဖြစ်ပါတယ်။ သူရွေးနေတဲ့အချိန်မှာကောင်မလေးဘက်ကပုံစံရဲအကုန်လုံးဖြည့်ပြီးတော့ကြောက်တကားပွင့်သွားခဲ့ပြီဖြစ်ပါတယ်။သူကကောင်လေးကိုအတူတူသွားဖို့ခေါ်နေတဲ့အချိန်မှာကောင်လေးကမလို့မရှာရက်နေတာကိုတွေ့ရပြီးတော့အဲ့ဒီအချိန်မှာသူကအချင်းလေးစွန့်နေမှန်းတီးသွားတာဖြစ်ပါတယ်။